နောက်တစ်ယောက်ရှိသေးတယ်တေသူကအိမ်ထဲမှာဒီကနေဝင်လိုက်ပြီဆိုလာဝရန္တာလေးဒီလိုအရှောင်းလေးတွေနဲ့ဟုတ်လားကြားတဲ့အတိုင်းပဲပြန်ပြောတယ်အဲ့ဒီမှန်တဲ့သစ္စာနဲ့အမလုပ်တယ်အဲ့ဒီသစ္စာသုံးချက်နဲ့ဆံမလေးဆောင်ရွက်တာအဲ့တော့ဆောင်ရွက်တဲ့အခါမှာဒီရည်သစ္စာမှန်နေတဲ့၍တော့ဆံမလေးရဲ့ဟောချက်ဒီတရားရခိုင်တော့မှန်မယ်လို့ဆံမလေးယုံကြည်နောက်ဝေဆုံးကိုကိုဆုံးဖြတ်ချက်ချလိုက်တာပေါ့ဟုတ်ပြီ ဒီနေ့ကစပြီးတော့ခုနှစ်သားသမီးကဲတဲ့လို့ပဲလှုပ်တော့မယ်ပေါ့ဒီနေ့ချိန်ကြီးဆက်မလေးကို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 ပေါ့နော်ငါဒီအောင်မြင်ခြင်းနယ်ပယ်ကြီးတစ်ခုမှာအရန်အောင်အောင်မြင်နေတယ်ရောက်နေလို့ဆက်မလေးယနေ့ထိမခံယူတာဟုတ်ဒီမှာဖုန်းလုံးရှိုံနဲ့ဘာပဲလို့လို့အလွယ်လေးမှာယူနိုင်မယ် mercury.shopping app mercury မှာဘာပဲလို့လို့ရနိုင်ပြီနော်တိတ်ဖုန်းနဲ့အကောင့်ဆုံး shopping မှာ mercury your shopping partner ိုကတော့မွေးပါရမီပန်ကံပေါ့နော်တခုကြပေါ့ဒီကွက်လုံးသူတွေကိုအမအကူညီဆောင်ရွက်တဲ့လုံအလုပ်ကိုပေါ့နော်ဆံမလီလှုပ်ဆောင်ပေးတာအဲ့တော့ခုနလိုပေါ့သူတို့နဲ့တော့အရင်ကြီးကွာဟပြီးတော့အခြေအနေမျိုးတော့မဖြစ်ဘူးကိုစိတ်ရတိတခုပေါ့ဒီငယ်စဉ်တည်းကရတဲ့အခြေအနေအတိတွေကကိုအိပ်ပြီဆိုလဲသူတို့ကဘေးမှာလာပြောနေရမျိုးလာနှိုးနေရမျိုးပေါ့အကူညီတခုတောင်းတာမျိုး ကိုတယောက်တည်းတီးကြပေါ့အဲ့လိုမျိုးနေနေတဲ့အချိန်တွေမျိုးဆိုလဲပို့ပြီးတော့စိတ်ရတီးရပို့ပြီးတော့မိတယ်သူတို့ဘေးမှာအများတန်းရှိတယ်အခါကြလဲပေါ့ဟိုအတန်မပင်းအောင်နောက်ဆုံးပေါ့ကြက်သိန်းကြက်သိန်းတွေဖျန်းနေရမျိုးတို့ကိုတခုအဲ့လိုပေါ့အလုံးတစ်ခုလုံးလဲဆိုဘေးကနေရှိတ်ပေါ့နော်ဖြတ်သွားတာမျိုးအဲ့ဒါမျိုးခံစားချက်ကတော့ဒါငငယ်လေးရပေါ့ကိုရရခဲ့တယ်ဒါပေမဲ့အဲ့ပေါ်မှာလဲဘယ်လိုပြောမလဲဆိုရင်ဒါကြီးကကြောက်စရာကြီးပေါ့အချိန်တွေမျိုးကိုလဲဖြတ်သန်းခဲ့ရတဲ့ဘဝတွေရှိတယ်အများကြီးကြောက်စရာဆိုတဲ့အချိန်တွေကိုဖြတ်သန်းခဲ့ရတယ်အဲ့ဒါကြီးကိုကြော်ပြီးတော့မှလဲဒီအချိန်တွေရောက်တာ အစပိုင်းကတော့ကြောက်တာပေါ့ခလေးဆိုတော့ဟိုနောက်ပိုင်းကျတော့နည်းနည်းကြီးလာတဲ့အခါကျတော့ဘလို့ဖြစ်သွားလဲဆိုတော့ဟိုရှစ်တန်းကိုတန်းလောက်ရောက်တဲ့အခါကျတော့အဲ့ဒီကြောက်တယ်ဆိုတဲ့အခြေအနေကြီးကိုစမလီကစူးစမ်းခြင်းစိတ်ဘက်ကိုပြောင်းသွားတာကိုယ်အတန်ပေးတယ်ပေါ့အနံ့ပေးတယ်ပေါ့အဲ့ဟိုဟိုမှာပစ္စည်းတစ်ခုနဲ့သူတို့လှမ်းပစ်လိုက်တယ်ကွာဘောက်ဆိုပြီးလူမရှိဘူးအပြန်ကြည့်ကျင်တာပေါ့အခါကျလဲကိုအိတ်နေတဲ့အချိန်ဒီမှာဘွားကနေပေါ့ပေါ်လာတာမျိုးဘေးဘက်ဒီမှာအဲ့ဒါမျိုးဆိုကိုယ်ပြန်ကြည့်ကျင်တာအဲ့လိုအချိန်လေးနေပေါ့နော်ဒီနယ်ပယ်လေးကိုစမလီရောက်လာတာ ဟိုခုနလိုပေါ့ចောင်းဆရာမနေပဲရနေပြီးတော့အခုလိုအချိန်ဒီမှာဆရာမလေးဘယ်လောက်ဘယ်လိုမျိုးပေါ့နော်အများကြီးပေါ့ဟိုပြောမယ်ဆိုရင်ချိန်ချင်းင်းတစ်ခုပေါ့လောက်လိုက်တဲ့ခါမှာဘယ်လောက်လောက်ခက်ခဲွားလဲဆိုတော့အဲ့ဒါကြီးလည်းရှိတယ်ချိန်ပြီးတော့အများကြီးဆရာမလေးသွားလဲရတဲ့အပိုင်းတွေရှိတယ်စိတ်ကောမှုကတော့အဓိကတော့ဒီပရနဲ့ပတ်သက်တဲ့စိတ်ကောမှုတော့မဖြစ်ဘူးဆရာမလေးဒီကတပည့်ပေါ့နော်တပည့်တွေနဲ့အများကြီးပေါ့ကိုကနေပဲတစ်ခုတည်းမှာအောင်မြင်တဲ့ချိန်တွေတစ်ခုမှလည်းဒီဘက်တစ်ချောင်းပြောင်းလိုက်ရတဲ့အခါဖြစ်တဲ့အခါကျတော့ ဟိုဘယ်လိုပြောမလဲဆိုအရန်မတန်ရောစင်တစ်ခုကိုဖြတ်ပြက်ကြတာပြီးတော့နောက်တစ်ချက်ကကြတော့ဒီဘက်မှာအောင်မြင်နေတဲ့အချိန်တွေတစ်ခုကနေဒီဘက်ခြံကိုခုန်ကူးတော့မယ်ခြေစုံပြစ်ပြီးတော့ဝင်တော့မှာအဲ့ဒီအချိန်တွေမှာကိုကိုပထမပိုင်းမှာတော့မယုံရဲဘူးဒါပေမဲ့ပုံကွာအနောက်ကပေါ့နော်ဟိုအရန်ကိုတွန်းနေပြီဒီတဲကိုသွားတော့သမီးပေါ့အဓိကတော့ဘာကြီးအောင်မင်းကောင်ပေါ့ဆက်မလေးဂျေဆုရှင် ဆမလေးကိုငငယ်လေးတွေကနေအိမ်မက်နမိတ်တွေနဲ့ဆောက်ရှောက်တယ်ဘယ်လိုမျိုးတွေပတိစိတ်ဖို့ဘယ်လိုမျိုးသွားလာပေါ့နော်ဒါလမ်းညွှန်မှုအတိုင်းပေါ့ဆမလေးတွေလုပ်ခဲ့တယ်အဲ့ပုံမှာလဲကိုကစိတ်ပြတ်ခြင်းအာရော့ခြင်းမရှိခဲ့ဘူးသွားခဲ့တဲ့ချိန်လေးတစ်ခုမှာပေါ့ဒီလိုချိန်လေးကိုဆမလေးရောက်လာခဲ့တာအဲ့ခါကျတော့ခုနလိုပေါ့ဒီအဘအောင်မင်းကောင်ရဲ့မြစ်တာနဲ့ပဲဆမလေးသွားတာအဲ့တော့ယုံကြည်တယ်ပေါ့နော်အဘလည်းငါ့ကိုခုနှစ်ရက်သားသမီးပေါ့သမီးကဲ ီဒီအပိုင်းကိုတော့ဟိုဘောနော်မလုံးနဲ့တော့အရန်ပင်မန်းနေပေါ့အရင်ကဆိုဟိုဟိုပိတ်တဲ့ရက်ပေါ့အចောင်းပိတ်တဲ့ရက်တွေကြမှာဆက်မလီကဖျားတက်တာတို့ဘာတို့အဲ့လိုမျိုးပေါ့လွတ်တဲ့နေရာကြီးသွားတဲ့ခါကျတော့နေပဲနှစ်ခုဟိုပြည့်ဒီပြည့်ပေါ့လောက်ကြတယ်အဲ့ခါကျတော့ဒီပုံကိုပိုင်းကလည်းအဲ့လိုမျိုးတချမ်းအောင်ပဲရွေးချယ်ပါဆိုအချိန်ချင်းခါခါပေါ့၃ချိန်၄ချိန်မကပြောတာအဲ့ကြားတာပေါ့နော်နားထဲမှာကြားတဲ့ခါကျတော့နောက်ဝိဆုံကိုကိုဆုံးဖြတ်ချက်ချလိုက်တာပေါ့ဟုတ်ပြီဒီနေ့ဆက်ပြီးတော့ခုနှစ်သားသမီးကဲတဲ့လောက်ပဲလောက်တော့မယ်ပေါ့ဒီဘက်တချမ်းအောင်ဆက်မလီလုံးဝထွက်ပလိုက်တယ်ထွက်ပြီးတော့ အဘအောင်မင်းကောင်ရဲ့မြစ်တာနဲ့အဘကြွေးတဲ့ထမင်းကိုသမီးဒီနေ့ကစပြီးတော့စားတော့မယ်အဲ့တော့အဘဒီနေ့သမီးကိုမိဘရှားပွင့်ကျွမ်းဝင်နေတဲ့လူရဲ့ကိုဖြစ်တဲ့အခါကျတော့အဘသမီးကိုဒီနေ့တသောတသောပေါ့နော်ဒါခုနကသားသမီးကလှူတယ်ပစံတသောလာလှူလို့ရှိရင်အဲ့ဒါနဲ့သမီးဒီရအောင်စားမယ်၅000လူလဲရအောင်စားမယ်ဒါအဘရဲ့မြစ်တာနဲ့သမီးဒီတိုင်းပဲသွားတော့မယ်ဆိုတဲ့စိတ်တစ်ခုနဲ့ဇာမလေးဒီထက်ကိုခြေစုံပြစ်ပြောဝင်လိုက်တယ်ဇာမလေးကတော့တတ်နိုင်ဆုံးတရားကြရားခိုင်တော့ပေါ့နော်ကိုကိုကို တရားရခိုင်နှုံးသူတို့ဘက်ချမ်းဟောပေါ့ဖိဘက်မှာပေါ့ကောင်းချင်းဆိုတဲ့အချိန်နေရဖို့အတွက်အမဘက်ကတက်နိုင်ဆုံးအမအမပါခဲ့တဲ့မွေးပါရမီကံနဲ့အမကုညီပေးတယ်အမတစ္ဆာသုံးခုပြုတ်ပြီးတော့ဒီလောက်အလုပ်ကိုပေါ့နော်အမကုညီဆောင်ရွက်တယ်အမဒီတိတ္တဆရွယ်ရဲရနေပြီးတော့ဘာသာရေးကိုအမလှုပ်ဆောင်တယ်လိုချင်စိတ်တစ်ခုနဲ့အမဒီမလှုပ်ခဲ့ဘူးနော်အဲ့ဒီတစ္ဆာ နောက်တစ်ခုကမိမိရဲ့အခုပေါ်ဒီပုံကိုပိုင်းပေးတဲ့မြေတာတန်းနဲ့ကုညီဆောင်ရွက်တဲ့အခါမှာအမသည်ခொနည်းသားသမီးကိုအသက်ပန်းအန်နေရေပေါ့နော်ထိခိုက်အောင်အမချေအမလက်နဲ့အမရဲ့ပေးအပ်ထားသောပေါ့နော်ဒီရထားသောပါရမီကံတစ်ခုနဲ့အမသည်လုံဆောင်ခြင်းမရှိဘူးအသက်ပန်းအန်နေထိအောင်အဲ့ဒီဟာမျိုးနဲ့အမသွားတယ်နောက်တစ်ချက်ကအမဒီပရပဲဖြစ်ဖြစ်ရှင်သူပဲဖြစ်ဖြစ်ကိုပေါ့နော်ကွယ်လွန်သူပဲခေါ်တာမဟုတ်ဘူးရှင်တဲ့သူတွေလည်းခေါ်တဲ့ကိစ္စမျိုးရှိရအဲ့တော့အဲ့ဒီဆောင်ရွက်တဲ့အခါမှာမမြင်တဲ့အရာကိုမမြင်ဘူးပဲအမခေါ်တယ် ကြားတဲ့အတိုင်းပဲပြန်ပြောတယ်အဲ့ဒီမှန်တဲ့သစ္စာနဲ့အမှလောက်တယ်အဲ့ဒီသစ္စာသုံးချက်နဲ့ဇမလီဆောင်ရွက်တာအဲ့တော့ဆောင်ရွက်တဲ့အခါမှာဒီဟာရင်းသစ္စာမှန်နေတဲ့၍တော့ဇမလီရဲ့ဟောချက်ဒီတရားရခိုင်တော့မှန်မယ်လို့ဇမလီယုံကြည်ရဘာဖြစ်လဲဆိုတော့ပုံကိုပိုင်းရလဲပေါ့နော်ကိုသစ္စာမှန်နေရင်တက်နိုင်ဆုံးကုညီမှာပါဇမလီဘက်ကလည်းဘာတွေဖြစ်ကြဆိုတမထပိုင်းနေသွားရတာပေါ့အဲဒီတိုင်းမထိုင်လို့တော့ပဲရမလဲကိုကခொနဲ့သာသမီကဲပါမယ်ဆိုမှဖရားတော်ကိုမှန်မှန်မရှိဘူး ငါဘာတီလာခြေခံတီလာတော့မလုံးဆိုတော့ကိုဘလို့တစ္ဆာရင်နဲ့ပြုတ်ပြီးတော့ဒီအရာတွေဒီပေါ့နော်ကိုစီကိုဒုက္ခရောက်လို့ကိုညီလိုလို့လာတဲ့လူတွေကိုကဲမာလဲပေါ့အဲ့လိုအခြေအနေတစ်ခုနဲ့ဆာမလေးသွားတယ်အဓိကတော့ကွယ်လွန်သူပေါ့နော်မကြွလို့အဲ့လိုအခြေအနေမျိုးနဲ့ပေါ့သူတို့စိတ်ထဲမှာတချို့ကလည်းကြွသွားပြီထင်တယ်စိတ်သီးတစ်ခုမရဘူးပေါ့ကြွသွားပြီထင်ပြီးတော့မှလာမေးတယ်အဲကြွလွတ်သွားတဲ့သူတွေလည်းရှိတယ်လို့မျိုးဟိုဒီပရပိုင်းကိုပေါ့နော်ဒီတေသူကိုခေါ်လိုက်တဲ့အခါမှာ တချို့ကလည်းသူတို့ဆွဲမိဆွဲရပါဘောအိမ်ဆွဲသားဆွဲသမီးဆွဲရင်းနဲ့မှီကတ်နေတဲ့အိမ်တွေပေါ့အဲ့လိုမျိုးတွေမြင်ပြီးတော့မှဆမလေးတီအကျုပ်ပုံလေးထီပေါ့တွန်းပြီးတော့ပေါ့နော်ဆရာတော်ကြီးရဲ့မြစ်တာရောဆမလေးရဲ့ပါရမီကံရောအကောင်လုံးပေါင်းဆက်ပြီးတော့သူတို့ရဲ့လှုပ်ခဲ့တဲ့ကုသိုလ်အကုသိုလ်အရှိန်တွေရောအလုံးပေါင်းပြီးတော့မှဆမလေးတီကူညီပေးတယ်အဲ့ကူညီတဲ့အပိုင်းမှာလည်းဝိဇာပိုင်းအပိုင်းရောက်မင်းကောင်မြစ်တာဆမလေးကိုပေးထားတဲ့ရုပ်ကဆိုးဘိုးဘိုးကြီးဆက်တပါမြစ်တာရှိတယ်ဆမလေးတီရုပ်ဆိုးမော်ယူထားတာအဲ့တော့ဒီဘိုးဘိုးကြီးရဲ့မြစ်တာတက်နေဆမလေးတက်နိုင်ဆုံးကူညီပေးတယ် အဓိကတော့ပယောကလာလာကြတယ်ပြီးလို့ရှိရင်ကံပေါ့နော်ကိုယ့်ရဲ့စီးပွားရေးလူမှုရေးလုပ်ငန်းစီးပွားနိုင်ငံခြားကံအဲ့ဒါမျိုးနဲ့ပတ်သက်ပြီးတော့ဆက်နွယ်ပြီးလာတယ်အဲတေသူတေသူအမေးဖို့အတွက်လာကြတယ်နော်ပြီးပါလို့ရှိရင်အိမ်အယောင်ဝယ်အဲ့ဒါမျိုးလေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်တော်တော်များများတော့အဲ့လိုမျိုးလာကြပါတယ်ဆမလီကအရင်တော့ကဆိုရင်မောင်လေးရဲ့ပုံဝင်လင်းပြောတနေ့ကို၁၀ရောက်၁၅ရောက်ဆမလီဟောတယ်သမလီမှာပန်းနာယောဂရှိရခါကျတော့ဆေးရုံတက်ကြတဲ့ခြေနေလေးရှိရခါကျတော့ဆရာဝင်ဘက်ကလည်းဒီလေချောင်းကနေ့တိုင်းနှီးပါပေါ့နော်ဟိုပြောမယ်ဆိုရင်လာမေးတဲ့လူကသာပြောင်းသွားတာ ကိုကဒီမှာစတန်မိုင်တောက်လျှောက်ထိုင်တဲ့ခါကျတော့နေမကောင်းဖြစ်တော့ရှော့ပြီးတော့တချို့ကလေးမှာလောက်ကြတာရှိရအဲ့တော့တနေ့ကို၈ယောက်၁၀ယောက်အဲ့လောက်ပဲအမလုံနိုင်တော့တယ်ပြီးတော့တယောက်ကိုအမရဲ့ဟောနှုံးက၅မိနစ်လောက်နဲ့အမဟောတာမဟုတ်ဘူးတယောက်ဟောရင်အနည်းဆုံး၄၅မိနစ်လောက်ကြာတယ်ဒါကခုနလိုပေါ့ကိုကဝိညာဉ်ကိုခေါ်လိုက်တယ်ဒီတေသူပေါ့ဘယ်ရက်ဘယ်နေ့ဘယ်လဘယ်အချိန်မှာကွယ်လွန်တော့ဥပဒုအသက်ပတ်နဲ့ဘယ်မှာတချို့သူဆိုခေါ်လိုက်တယ်ဆိုရင်ဥမာတန်းကျွတ်သွားတယ်ဆိုတော့ပြဿနာမရှိဘူးကျွတ်တယ်ဆိုတဲ့အချိန်မျိုးပေါ့အမနာမှာဒိုင်းဆိုကြတယ်ဥမာပေါ့လူပုံလူရဝင်သွားပြီပေါ့စသဖြင့်ဘယ်ပုံမှာရှိနေတယ်ပေါ့ เนาะเอเบเบเนี่ยมายောက်နေတယ်ပေါ့အဲ့လိုမျိုးတန်းပြီးတော့จွတ်တဲ့အခြေအနေမျိုးရောက်သွားတဲ့လူကအเจ้าမဟုတ်ဘူးမจွတ်ဘူးဆိုတဲ့အခြေအနေရောက်ပြီရောက်တဲ့အခါမျိုးကြရင်အမှသူတို့ကသူတို့လိုအပ်တာတွေပြောပြီမဘဲအိမ်မောအိမ်နဲ့အိမ်ကတော့ဘလို့အိမ်တွေ့တယ်ကျန်းကရဘလို့အယောင်ခုံကဘလို့မျိုးရှိတယ်ဆမလေးကအဲ့လိုခေါ်တာတိတိကျကျအဲအိမ်ထဲမှာဘာပစ္စည်းရှိတယ်ဆမလေးအကုန်လုံးတက်တည်ရှာတာပေါ့နော်သူတို့ဘာဖြစ်လို့မမြင်ရတဲ့နယ်ပယ်ကြီးတစ်ခုအမှဟောမှလေအမအောင်မဟုတ်ပဲမဟုတ်ပဲနဲ့ဆရာမငါ့ဖေကိုကြွရတဲ့နဲ့မကြွဘူးပြောနေလားဆိုတာဒါလူတိုင်းကခံစားချက်ရှိမှာပဲ ဲ့ခါကျတော့အမဒီယာဒီယာရှိလားဒီအိမ်ပုံရှိလားကျမပြောတဲ့ဟာလေသူတို့ကပြောပြီးဟုတ်တယ်ဆံမလေးရှိတယ်ဟုတ်ပြီအဲ့ဒါဆိုရင်တော့အဲ့ဒီခုံရဲ့ဘယ်နေရာမှာဘလို့ပုံမှန်တဲ့နဲ့ဘလို့ရက်နေတယ်သူ့ရဲ့ထိုင်တဲ့အမူအရာဘလို့ရှိတယ်ဘလို့ဝစ်တက်တယ်နောက်ပြီးဆိုသူတို့ကဒူးထောင်ထိုင်တတ်တဲ့လူရှိတယ်ခြေောက်ချိတ်ထိုင်တဲ့သူတို့အမူအရာအတိုင်းတချို့ဆိုလဲဆလိတ်တောက်တယ်ပေါ့အဲ့လိုပုံစံမျိုးနဲ့အမတွေ့တဲ့အတိုင်းအမပြောတယ်ပြောရလို့ရှိရင်အဲ့ချက်အခါမှာတယောက်ဟောနေတယ်လည်းနဲ့ဒီအိမ်ထဲမှာဆွေတွေမျိုးတွေမှာမကြွတဲ့ပုံစံကြီးရှိရတချို့ကမကြွဘူးပေါ့အဲ့လိုဝင်လာတယ်အဲ့ကြလဲကိုကပြောမိလိုက်တာပဲ 9ယောက်တွေ့9ယောက်ပြောပေးတယ်အဲ့တော့ကြာတယ်တယောက်တယောက်ဆိုလဲမိနစ်20အဲရမ်းများဆိုလဲ45မိနစ်အဲ့လောက်ထိကြာတာရှိတယ်ဟောပေးရတဲ့နှောင်းကယုံချင်းမယုံချင်ကတော့ဆမာလီယာဘဒုမှာအပြစ်မတင်ဘူးပေါ့နော်ဒါကခုနှစ်သားသမီးသည်ကိုယ့်ရဲ့စိတ်တန်တန်အတိုင်းကိုယ့်ရဲ့ကိုယုံကြည်ကိုယ်ပွယ်မှုအတိုင်းအကုန်လုံးပေါ့ယုံချင်းမယုံချင်ပရဟောအကုန်လုံးကကွဲလွဲမှာပဲဒါကတော့သွားပြီးတော့တန်းညှိလို့မရဘူးယုံသူလဲယုံမှာမယုံသူလဲမယုံနဲ့ဒါမဲ့ဆမာလီသည်ဗုဒ္ဓဘာသာဖြစ်တယ်နော်အဲ့တော့ဖျားဗုဒ္ဓမြတ်စွာဘုရားဟောကြားတဲ့ဒေသနာအတိုင်းတရားတော်အတိုင်း အဆုံးမအတိုင်းဆိုလို့ရှိရင်တော့ပေတဝိတ္ထုတွေရှိရပဲလေနော်တရားတွေမှာဖုံဖုံတွေဟောနေရပဲပေတဝိတ္ထုဆိုတာကဝိမာနိကပိတ်တာဘုံရှိလို့နော်ရှိရှိလို့သာပေါ့နော်ဒါထွက်လာတာလေအဲ့တော့ဒါပရလောကသားဆိုတာရှိရဲဆိုတာဒီရဲ့တစ်ချက်ကိုကြည့်ပြီးတော့ဆမလီတို့ဗုဒ္ဓဘာသာဆိုရင်တော့ဒါယုံကြည်လို့ရတယ်နောက်တစ်ချက်ကဟောတဲ့အချိန်တွေမျိုး လက်ခံနိုင်လားပေါ့စသဖြင့်ပေါ့မရှိဘူးလားမရှိဘဲနဲ့လိန်ပြီးတော့ပြောနေရတာအဲ့ဒါကြတော့ဘယ်လိုမျိုးသက်တင်နဲ့သွားနိုင်လဲဆိုရင်ဟိုဖျားလက်ထက်မှာတော့ဆက်မလို့ဥကောင်းကိုခောက်ပြီးတော့လေဝိညာဉ်ခေါ်တဲ့ပိုင်းနေရှိရမလားဒါကြီးလည်းရှိခဲ့တာပဲပေါ့အဲ့တော့ကိုကဒီနယ်ဘက်တခုကိုမတွေ့တိုင်းမမြင်တိုင်းတော့ပေါ့နော်ဒါကြီးကမရှိနိုင်ဘူးဆိုတာမျိုးတော့ပြောလို့မရဘူးလေဘာလို့ဆိုတော့ဆရာတော်တမတော်ဒီမှာလည်းဒါမျိုးတွေလာတောင်းခံတဲ့တာရကဝိထုတွေအများကြီးပဲပေါ့နော်အရှိမရှိခဲ့တာပဲအဲ့တော့ဆက်လက်ထိန်းသိမ်းခြင်းဆိုတာတော့ဒါတော့ခုနပြောသလိုပေါ့ ဘီရင်အတွက်တလိုမျိုးမဟာဗုဒ္ဓတိုင်ထူတဲ့ဒီပေါ့နော်ဒီလိုမျိုးအတွက်နီးပါညာအဲ့လိုပုံသဏ္ဍာန်မျိုးနဲ့ဒါကတော့ဒီဟောနေတဲ့ပြောနေတဲ့ဆရာဆရာတွေပေါ့နော်ဆရာမလေးဒီစော်ကားခြင်းမဟုတ်ဘူးအဲ့လိုပညာရက်လိုမျိုးဆရာမလေးတို့ကွာသင်ပေးလို့ရတဲ့အခြေအနေတခုမဟုတ်ဘူးကိုယ့်ရဲ့ပါရမီကံအကြောင်းတရားတခုပေါ့နော်ပါမဒီဝိညာဉ်ပိုင်းဆိုတာမြင်လို့ရတဲ့အခြေအနေမျိုးသူတို့ကလည်းလူ၁၀ယောက်ထိုင်နေတယ်နော်ဒီ၁၀ယောက်ထဲမှာမှသူ့ကိုမှတောင်းလို့ရမယ်ဆိုသူ့ကိုပဲတောင်းတာ ကျန်တဲ့လူကိုသူတောင်းလို့မရဘူးကျန်တဲ့လူပေးရင် तू မရနိုင်တဲ့အခြေအနေဖြစ်တယ်သူတို့ကမတောင်းအဲ့လိုအခြေအနေမျိုးရှိတယ်အဲ့တော့ပါရမီကံတစ်ခုအကြောင်းတရားပါရမယ်ကိုယ့်ရဲ့ဖြည့်ခြင်းအားထုတ်မှုတမထာပိုင်းကောင်းရမယ်နော်အဲ့လိုအခြေအနေမျိုးလေးတွေနဲ့ပေါ့နော်ရှိမှာပဲဒီနယ်ပဲတစ်ခုကပြည့်လွယ်အဲ့တော့ခုနလိုပေါ့ဆမလေးစီမှာလဲတပည့်ခံခြင်းနဲ့ဆမလေးဆမလေးစီကိုသွားဟိုပေါ့နော်လာပြီးတော့ပေါ့တားတို့တင်ခြင်းနဲ့အဲ့ဒါမျိုးပေါ့လှုပ်တဲ့လူတွေလည်းရှိတယ်လာတဲ့လူဒါမဲ့ဆမလေးဒီယနေ့အချိန်ပြဘယ်တပည့်မှမမွေးဘူးဒါပေမဲ့လက်ရှိအချိန်တွေကလာတစ်ခုမှာတော့ကိုယ်လျှောက်တဲ့လမ်းကိုလမ်းကျော်ပေးတယ် လာတယ်ပေါ့ကို့တပည့်လူမျိုးဆရာလူမျိုးတတ်မှတ်ပြီးတော့ပေါ့နော်ဒီမွေးထုတ်ပေးထားတဲ့ပုံသဏ္ဍာန်မျိုးတော့ရှိတယ်ဒါပေမဲ့ပရလောကပိုင်းနဲ့တော့သူတို့ကိုနယ်ပယ်ချိတ်ဆက်ပေးလို့မရဘူးအဲ့ဒါကြတော့ခုနလိုပေါ့ဒီတိုင်းသွားပုံကိုပိုင်းမြစ်တာနဲ့ပေါ့နော်အကြမ်းမြေအခြေအနေမျိုးနဲ့ဒီလိုလေးရှောက်ဒီလိုလုံးငါတော့ဘလို့ဖြစ်ချင်းခဲ့တယ်ငါဘလို့မျိုးစိတ်ခဲ့တယ်ပုံကိုပိုင်းညွှန်ကြားချက်နဲ့ဘလို့ဘလို့သွားမယ်အဲ့ဒါမျိုးလေးတွေညွှန်ကြားပြီးတော့အခုလက်ရှိအခြေအနေမှာတော့အဲ့လိုမျိုးလှုပ်ဆောင်နေတဲ့တပည့်လူမျိုးပဲပေါ့နော်ပုံသဏ္ဍာန်မျိုးလေးတွေတော့အဲ၃ယောက်လေးတော့ရှိပါတယ် တို့လည်းတို့နယ်ပယ်လေးတွေမှာပေါ့တို့ကတို့စူးစမ်းပြီးသွားတယ်လိုအပ်တဲ့ခါလေးကြီးကျတော့ဆမလီကကုညီပေးတယ်ခုနပြောသလိုပရပိုင်းတွေကတော့တပက်လက်သားဆမလီရင်းနေတိမမွေးဘူးဘာဖြစ်ဆိုခုနပြောသလိုမွေးပါတယ်မီပါတဲ့တခုတို့လည်းကြင်ကြံတယ်မှာပြီးတော့နောက်ခါရှင်သူနဲ့မဟုတ်လောက်ကတာကွယ်လွန်သူတွေနဲ့တရက်သစင်နဲ့လောက်ကတာဖြစ်တဲ့ခါကျကိုယ့်ဘက်ကကန်လုံးမရမယ်ကန်ကျိုးရတယ်ဆိုရင်အစင်မပြေဘူးအဲ့တော့ဆမလေးနောက်ပိုင်းဆုံးအိမ်ဒီမှာတရေ6တိုင်းဒီပိုင်းလိုက်ထုတ်တာတော့မှတပည့်မခေါ်ဘူးဆမလေးတယောက်တည်းပဲလုပ်တယ်။ဘာလို့လဲဆိုတော့ဆမလေးကံအောင်ပဲဆမလေးယုံတယ်။ကိုစောက်ထိန်တာတဲ့တီလာကိုပဲဆမလေးယုံတယ်။ သူတို့ဘလောက်ထိစောက်ထားလဲသူတို့ပြတ်တယ်ဆိုတာဆမလေးမယုံပါဘူးဆိုတော့တခုအမားရင်တခုပေါ့နော်ဖြစ်သွားတယ်ဆိုရင်ဆမလေးကအသက်နဲ့ပေးစမ်းမဲ့ခြေနေကြီးရှိလို့ဆမလေးကယနေ့ချိန်ကြီးပေါ့နော်ဒါအခုနလိုပေါ့ခုနှစ်သားသမီးရောဆမလေးအောင်မြင်တယ်ဆမလေးကိုနိုင်ငံခြားလိုင်းနေရာတော့မှသိတယ်သမီးတို့ဟိုရွာဘက်ခြမ်းနေနည်းနည်းရောက်ပေါက်နေတဲ့ဘက်တရားတဲ့ဆက်ပြီးသူတို့ပေါ့ဒီဖိပတ်လေးတွေပေါ့လာတယ် ဆာမလီကဒါမဲ့ယနေ့ချိန်ဒီဆာမလီကိုဂုတ်ကိုကိုပေါ့နော်ငါဒီအောင်မြင်ခြင်းနယ်ပယ်ကြီးတစ်ခုမှာအရန်အောင်အောင်မြင်နေတယ်ရောက်နေလို့ဆာမလီယနေ့ထိမခံယူထားဘူးနော်ဒါဆိုပုံမှန်အတိုင်းပဲလာသမျှလူကိုလည်းငါဆရာဆိုတဲ့စိတ်ကြီးနဲ့ဆာမလီဒီခွဲခြားဆက်ဆံတာမျိုးတို့အာဆရာဆိုတဲ့မန်ကြီးတစ်ခုနဲ့လှုပ်လိုက်တာမျိုးဆာမလီမရှိဘူးကိုယ့်ရဲ့မိသားစုဝင်တွေလိုပဲလာတဲ့အခါမှာဒီတပြေးညီပဲအကုန်လုံးသွားတယ် သူ့ဘာသူနာမည်ပဲဘလောက်ကြီးကြီးပက်ဆံပဲဘလောက်ချမ်းသာချမ်းသာအလုံးဒီတပြင်းကြီးပဲဒါပေမဲ့တခုရှိတယ်ဘိုးကင်းကြတယ်ဆက်မလေးစီမှာမေးတဲ့လူအရန်များတဲ့ခါကျတော့မရတဲ့အမျိုးကြတယ်ဆက်မလေးအခုဒီကြံခဲ့တဲ့နှစ်တရားဆိုရင်ဒီ2025ပေါ့เนาะအခြေလာနေမှာဆိုရင်ကျမကြီးမကောင်းတဲ့ခါကျတော့ဆရာဝန်ကိုယ်တိုင်ကနားခံရတဲ့အပိုင်းနေရှိတယ်။လုံးဝပြောလို့မရဘူးပေါ့เนาะဒီ ဟိုပန်းတာဖြစ်တဲ့ခါကျလေလေရှူပြုံကနေပြီးတော့ဆမလေးဒီအသက်ရှူပိုက်တင်နေရှူရတာရှိတဲ့ခါကျတော့ဒီနှာခေါင်းတွေပါတွေကတော့ဒီဆုပ်ထုတ်ပြီးတော့မှသွေးတွေပါတွေထွက်တဲ့ပိုင်းတွေသွားရတယ်အဲ့လိုမျိုးကျတော့နားလဲရတဲ့အတွက်ဘူကင်ကြီးကြက်တာရှိတယ်အတကယ်လိုအပ်တယ်ဆိုရင်ဆမလေးအိမ်ဒိဆာရှိပါတယ်လိုအပ်တဲ့လူကတကယ်ကိုလာပါလာလို့ရှိရင်ဆမလေးဒီဘလောက်ပဲဘူကင်ကြက်ကြပါတက်နိုင်ဆုံးရအောင်ကူညီပါမယ်ခொနည်းသားသမီးကိုကဲ့တင်ဖို့အတွက်ပရလောကသားတွေမကြွလို့သူကိုကြွလို့အောင်လုပ်ပေးဖို့အတွက်ဆမလေးဒီမွေးဖွားရတဲ့လူတယောက်လို့ပြောလို့ရတယ် အဲ့အဲ့နေရာတော့မှဒီပေါ့နော်ဟိုခုနနောက်ဝင်တဲ့ကားမှလို့ပေါ့အကိုကတော့ပြောသွားသေးရဲ့ဆက်မလေးကိုဒါဒီလူတရာမှတယောက်ပေါ့ပါတယ်ပါတယ်မီးရဲ့ဆက်မလေးတဲ့သူပြောအဲ့လိုမျိုးပဲပေါ့လူတရာမှတယောက်ပါတယ်ပါတယ်မီးဖြစ်တဲ့အတွက်ဆက်မလေးတက်နိုင်တဲ့ဘက်ကနေပြောတက်နိုင်ဆုံးကူညီပါမယ်လို့နော်ဒါလေးကိုခုနကသားသမီးဆက်မလေးပြောခြင်းနဲ့ကြုံတွေ့လားဆိုတော့ကြုံတွေ့တာတော့အများကြီးပဲရှိပါတယ်ဆက်မလေးတို့ဒီဝိညာဉ်ခေါ်သွင်းတဲ့အခါမှာပေါ့ဟိုဘယ်လိုပြောမလဲအဟန့် ငယ်တဲ့ကောင်ပေါ့နော်ကြီးတဲ့ကောင်တွေအဲ့လိုမျိုးတွေရှိရတချို့ဆိုရင်အရန်ယူကြီးနေပြီပါဝါများတယ်ပေါ့ဒီလိုပြောမယ်အသုံးလုံးတစ်ခုသုံးမယ်ဆိုတော့သူဒီပါဝါများနေပြီအဲဝိညာဉ်ပိုင်းရဲ့အင်အားတွေအရန်အစွမ်းတွေရှိနေပြီပစ္စည်းတွေတွန်းနိုင်တယ်လှုပ်နိုင်တယ်ချုပ်နိုင်တယ်အဲ့လိုအပိုင်းတွေရှိတယ်အဲ့တော့ဒီခေါ်သွင်းတဲ့အပိုင်းမှာဘယ်လိုမျိုးကာပါတွေယူရလဲပေါ့နော်အဲ့အပိုင်းအကြောင်းဆက်မလေးတို့အဓိကကတော့စတုမာတင်နဲ့ကြီးလေးပါနော်ပြီးလို့ရှိရင်တကြားမင်းပေါ့ ဲ့ဒီအပိုင်းကိုဆက်မလေးတို့ဒါအထက်ဝိဇာပိုင်းနေဟိုနှစ်ပိုင်းနေပေါ့နော်အဆောက်ချပိုင်းနေဆက်မလေးတို့ယူတယ်အဲ့ပွဲပေးတယ်ပြီးတဲ့ခါကျတော့နောက်တစ်ချက်ကရွာတော်ရှင်ပိုးပိုးကြီးဒီအကူကြီးနေအပိုင်းအပိုင်းအကူကြီးနေဆက်မလေးတို့ယူတယ်ပြီးတော့ဒီနယ်ပဲဒေတာမှရှိရဲ့အဆောက်တွေပေါ့ဥမာအိမ်မှာကိုကဒီအချုပ်ပွဲတစ်ခုပေါ့လုံမယ်ဆိုရင်အိမ်မှာရှိရဲ့အိမ်ဆောင်နဲ့ပေါ့ခြံဝင်းဆောင်နဲ့အဲ့ဒါတွေရဲ့အကူကြီးနေဆက်မလေးတို့ကခေါ်သွင်းတာနောက်အရန်ဆိုးရတဲ့အပိုင်းနေရှိရဲ့ချို့ဆိုပေးရင်မယူဘူးကဝင်လာတယ်မယူခြင်းဘူး ကို့ကိုပြန်ပြီးတော့ရန်လောက်တယ်ငေါ့လာမပေးနဲ့ဘာဖြစ်တယ်ညာပြီးတော့ဝုံတိုင်းပေါ့ကို့ကိုပူးလို့မရဘူးဆိုရင်တော့ဘေးမှာရှိတဲ့လူတို့ခါတဲ့လှိပ်ပြီးတော့ဝင်ပူးလိုက်တယ်အဲ့လိုမျိုးအပိုင်းနေကြတာပုံမှန်လေးလေးပြောမယ်ဆိုရင်ဆက်မလေးတို့တင်းရိုက်ဆောင်အမေကြီးမှာဖဲဝါကူညီဆက်မလေးယူရပါတယ်အဲ့ပိုင်းလေးနဲ့ပေါ့နော်ဒီလိုပေါ့အတက်နိုင်ဆုံးပေါ့ဟိုထိန်းကြည့်ပြီးတော့ဟိုအဓိကယူရချက်ကတော့သူတို့ဆက်မလေးကကျွတ်ချင်လွတ်စေချင်တာကွာအဲ့ခါကျတော့အကျွတ်မယူယူအောင်ပေါ့ဆက်မလေးတို့ဘက်မှာချုပ်ပေးရတာရှိတယ်ချိုးကြညင်ညင်တတလေးပဲပေးညင်တတယူရချိုးကလည်းချုပ်ပြီးတော့ယူမလားမယူလားဆိုတာမျိုးနဲ့ အဲသူတို့နိုင်ရနိုင်ရနဲ့ပေါ့သူတို့ဆိုင်ရဆိုင်ဟာနဲ့ပေါ့နော်အဲ့လိုမျိုးပေးရတဲ့အပိုင်းလေးရှိပါတယ်